ဇလန်းလေးရဲ့အဆမှာတော့စင်ကြေပုံးရက်ွက်တစ်ခုရဲ့လူတချို့ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။စင်ရနံပါတ်ဒေတာကဖြစ်လို့ကလေးတွေကငွေကြေးမတက်နိုင်ကြတာကြောင့်ပညာရေးကလည်းနှိမ်ပါနေကြသူတွေပေါ့။ငွေရဖို့ရေးကိုဆုလူနိုင်အပြင်ပြန်ရောက်စားတာတွေထိပါလောက်ကြပါတယ်။တစင်တစင်ဈေးပေါ်တဲ့အရက်ဆေးလိမ့်နဲ့မွေးရည်ဆေးတွေတုံးဆဲတဲ့အထိပါဖြစ်လာကြပါတယ်။အငင်းစားအကစားစရာတယောက်ဖြစ်တဲ့ဥပဖြူကစင်ရနံပါတ်အရက်ထဲမှာရှိတဲ့လူကြီးတွေကိုစာသင်ပေးဖို့ကြောက်လာရင်လည်းကလေးတွေရဲ့ဖြစ်ပျက်နေတဲ့အခြေအနေကိုမျက်ဝါးထင်ထင်ကြုံလဲရပါတော့တယ်။တရက်မှာတော့ဥပဖြူကမွေးရည်ထဲမှာကော်ပွန်တစ်ခုကိုပျော်ရွှင်စွာနဲ့ကန်နေကြတဲ့လူငယ်တချို့တွေ့သွားခဲ့ပါတယ်။ဥပဖြူကကလေးတွေလမ်းမကို ရောက်နိုင်တဲ့အကြံတစ်ခုစဉ်းစားမိခဲ့ပါရင်ကလေးတွေရဲ့အနာဂတ်ကိုမပျက်စီးစေချင်တဲ့စေနာနဲ့သူကျွမ်းကျင်ပိုင်နိုင်တဲ့ပညာရည်နဲ့ကလေးတွေကိုဆွေးဆောင်မှုဖြစ်ပါရင်ဥပဖြူကအိမ်ကနေဘောလုံးတစ်လုံးယူခဲ့ပါရင်ပြီးတော့လူငယ်တွေစုနေတဲ့နေရာကိုသွားပါရင်သူ့ရဲ့ဘောလုံးကိုကစားရင်မုံမိုးပေးမယ်လို့စီရင်လိုက်ပါရင်ပိုက်ဆံရမယ်ဆိုတာကြောင့်အားလုံးကဝင်ကစားကြပါရင်ဥပဖြူကအားလုံးကိုအကဲခတ်နေခဲ့ပါရင်နောက်ရက်ဒီမှာတော့ဥပဖြူကနေရာချပေးပြီးတော့နီးစနစ်တချို့ကိုပြပြကာအသင်ခွဲကန်ခိုင်းပါရင်နောက်ရက်ဒီမှာလည်းလူငယ်အားလုံးကဘောလုံးကံမှုကိုတက်ကြွနေကြပါရင်ဥပဖြူကသူတို့စီမလာရင်တောင်မှအားလုံးကဥပဖြူရှိတဲ့နေရာကိုလိုက်လာကြပါ ပါတယ်။ပိုက်ဆံပေးဖို့မရှိဘူးဆိုပြီးတော့ဥပဖြူကမသွားဘဲနေခဲ့ပါတယ်။မောင်လူငယ်တွေကလည်းဥပဖြူအိမ်ထီကိုလိုက်လာကြတာပါ။အမှန်တော့ဥပဖြူကမောင်လူငယ်ရဲ့စိတ်ကိုသိချင်တာကြောင့်ပိုက်ဆံမရှိဘူးလို့လိန်လိုက်တာဖြစ်ပါတယ်။ဥပဖြူရဲ့အကြံကအောင်မြင်သွားခဲ့ပါတယ်။သူတို့ကဥပဖြူပိုက်ဆံမပေးလဲဘောလုံးကိုဆက်ကန်ကြပါတယ်။ဥပဖြူကသူ့ရဲ့ကောလိပ်အသင်းနဲ့ဆင်းရဲသားအသင်းကိုမဖြစ်ဆွေပြေကစားခိုင်းလိုက်ပါတယ်။ဥပဖြူကဆင်းရဲသားအသင်းကိုသူကရိုင်းဥဆောင်ပြောလေ့ကျင့်ပေးပါတယ်။လူငယ်တွေအားလုံးကအရင်ကလိုခိုးဆိုးလို့နိုင်မလို့ကြတော့ပဲနဲ့ဘောလုံးခံဖို့ပဲအာရုံစိုက်လာကြပါတယ်။ဆင်းရဲသားအားလုံးကအားပေးဖို့တခဲနဲ့လာကြပါတယ်။ကွင်းနဲ့အ သားမကြသေးတာကြောင့်အားလုံးကကိုယ့်ရဲ့ကာယအဖြစ်နေကြပါရင်တယောက်ကိုတယောက်အပြစ်တင်ရင်လည်းအော်ဟစ်ရန်ဖြစ်နေကြပါရင်ပထမတစ်ပိုင်းမှာ990နဲ့စင်ရသားအဖွဲကရှုံနေပါရင်ဥပဖြူကတော့ဘာမှမပြောနိုင်မင်းနဲ့လက်မှိုင်ချနေခဲ့ပါပြီ။နားချိန်မှာတော့ဥပဖြူကပုံမှန်ကြတဲ့ဝေစားမှုကစားလို့အဆဆူပါတော့ရင်သူ့ကိုအရှက်ရအောင်လုပ်တာကြောင့်စိတ်မကောင်းလည်းဖြစ်နေကြပါရင်ဥပဖြူပြောပြတာနဲ့စင်ရသားအဖွဲကသူ့ရဲ့ပုံစံမှန်ကိုပြောင်းလဲလိုက်ပါရင်ရှုစမှုအပြင်နဲ့ပြင်ဆင်ခဲ့တာတွေကိုဖြုတ်ချလိုက်ပြီးတော့စတင်ကန်ကြပါတော့ရင်ပြန်ပွဲကတော့အကျိတ်နဲ့ဖြစ်သွားခဲ့ပါပြီ။စင်ရသားအဖွဲကတကူစတင်နိုင်ခဲ့ပါရင်ဥပဖြူလည်းအားတက်သွားခဲ့ပြီးတော့ဖင်ကနာ မြင်ဖြစ်ကပြုံးရှင်သွားခဲ့ပါတယ်။စင်ရသားအဖွဲ့ကစတိုက်ကိုတင်ခဲ့ပြီးတော့ကောလိတ်တင်ကိုမှီသွားတာကြောင့်ဖန်နရီကန်ကြရပါတယ်။တပန်၅ကိုစီတင်ခဲ့ကြပြီးတော့နောက်ဆုံးမှာတော့စင်ရသားအဖွဲ့ကနိုင်သွားခဲ့ပါတယ်။ဥပဖြူကမောင်လူငယ်ရဲ့ဘဝအကြောင်းကိုတယောက်ချင်းစီပြောပြခိုင်းပါတယ်။ဥပဖြူကလည်းကောလိတ်ကနေအငြင်းစားယူခဲ့ပါပြီ။မောင်လူငယ်တွေကတယောက်ကယထားဘော်ကပြုတ်ကျပြီးတော့တည်သွားခဲ့ပါတယ်။စင်ရသားအလုံးစုပေါင်းပြီးတော့ရက်ွက်ပေါ်လုံးဝင်လေးထောင်ခဲ့ကြပါတယ်။ဥပဖြူကမောင်စင်ရသားတွေကိုကောလိတ်ကိုခေါ်သွားခဲ့ပြီးတော့အခွင့်အရေးပေးဖို့ပြောပါတယ်။တစ်ဖက်မှာလည်းစင်ရသားအဖွဲ့ကလူလာကမွေးရေးဆေးကန်ကောင်းဆောင်ကိုပြသနာရှာခဲ့မိလို့ဖြစ်နေရပါတယ်။ဥပဖြူကလည်းစင် င်းရဲသားဖွဲ့ကိုပြည်ပဆိုင်ရာပေါ်လုံးပွဲဝင်ပြိုင်နိုင်အောင်လို့လေ့ကျင့်တင်ကြပေးပါရယ်လူလာကလည်းဥပဖြူရဲ့အမင်းပေးစကားကြောင့်ရဲစခန်းကိုတွားပြီးတော့အញ្ញံခံကြပါရယ်ဥပဖြူကလူလာကိုသူကိုယ်တိုင်လာကူညီပေးပါရယ်စင်းရဲသားဖွဲ့ကအတင်းများစွာနဲ့ချစ်ကြည်ရေးခံကြကြပါရယ်စင်းရဲသားအတင်းကရန်ဖြစ်ခဲ့ကြတာကြောင့်ကောလိမ်မူကဥပဖြူကိုအပြစ်တင်ပါရယ်တရင်ထဲမှာတောင်မှဥပဖြူရဲ့မကောင်းသတင်းပါလာခဲ့ပါရယ်မောင်စင်းရဲသားတို့ကအဆင်ပြေပြေနေပါမယ်လို့ဥပဖြူကိုကတိပေးခဲ့ကြပါရယ်အိန္ဒိယတွင်ကလူငယ်ပေါင်းစုံကဝင်ရောက်ရှင်ပြိုင်ခဲ့ကြပါရယ်ခြေလုံးဖွဲ့ပြမြအောင်ဆွမ်းဆောင်ခဲ့တဲ့ဥပဖြူကိုအားလုံးကကျေးဇူးတင်ခဲ့ကြပါရယ်ကမ္ဘာစင်းရဲသားဘောလုံးအားက စားစီကိုမောင်စင်းရဲသားတို့ကအိန္ဒိယကိုစားပြုပြဖိတ်ကြားခြင်းခံခဲ့ရပါတယ်။အားလုံးကနိုင်ငံကူးလက်မှတ်ရဖို့နဲ့ဆာရွက်စာရန်နဲ့ပိုက်ဆံအတွက်အခက်တွေ့နေကြပါတယ်။ဥပဖြူကလည်းခရီးစေးအတွက်ကြံနေရပါတယ်။နိုင်ငံကူးလက်မှတ်ရဖို့ရဲ့ဥပဖြူကအမှုတောင်ရင်ဆိုင်ခဲ့ရပါတယ်။အကြောင်းကတော့လူလာတို့ကအမှုပေါင်းများစွာကိုကျူးလွန်ခဲ့တာကြောင့်နိုင်ငံရဲ့ပုံရိပ်ကိုထိခိုက်စေနိုင်တယ်ဆိုပြီးတော့အပြစ်ပြောကြတာကြောင့်ပါ။ဥပဖြူကမောင်စင်းရဲသားတို့ဘက်ကယက်တီပြောပေးခဲ့ပါတယ်။အခက်ခဲတွေများစွာကြောင့်ကဘာပလားပေါ်လုံးဘွဲကိုတွားရောက်ရှင်ပိုင်ခွင့်ရချိန်မှာတော့ဆက်လန်းလေးကအဆုံးသတ်သွားခဲ့ပါတယ်။ပရိသတ်ကြီးတို့လည်းတရားမင်းနေဖန်ဆင်းရှင်နေမဖြစ်နေပါ။စင်းရဲနှွမ်းပါတဲ့သူတွေကို နှိမ်ချဆက်ဆံတဲ့သူတော်မဖြစ်ကြပါစေနဲ့အဆုံးထိကြည်ပေးလို့ကျေးဇူးတင်ပါတယ်